မိတ်ဆွေတို့ကမိထားပါတယ်ဆရာကျွန်တော်အမည်မဖော်လို့သူအမေရိကန်ကမိတာပါမွတ်စလင်ကုံစုံဆိုင်တခုမှာဒိတ်ကုံပြီးစားလို့မရတော့တဲ့ပစ္စည်းတွေရောင်းပါတယ်တချို့ဟာတွေဆိုမှိုပါတတ်နေပါတယ်တခါတလေကြရင်ဝယ်ပြီးစားမရလို့အမိုက်ပုံထဲထည့်လိုက်ရတယ်တခါတလေတော့လည်းပြန်သွားပြီးရင်ပြန်လဲပေးတယ်ပြီးတော့အဲ့ဒီမကောင်းတော့တဲ့ဟာတွေကိုဆိုင်ပေါ်ပြန်တင်တယ်အကျိန်ပေါင်းများနေပြီအဲ့လို expire ဖြစ်နေတဲ့ဟာတွေရောင်းပြီးလူတွေကိုလိန်ရောင်းနေတာ တရားတော်ရဘယ်လိုရှိပါသလဲကျေးဇူးပြုပြီးဖြေပေးပါအရန်အရေးကြီးလို့ပါ بسم الله الرحمن الرحيم ချုပ်ရင်ချက်ရှိတဲ့ပစ္စည်းတွေနဲ့ထုတ်ကုန်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် Hanafi Fiqh ရဲ့ဓမ္မဒတ်ဆုံးဖြတ်ချက်ကပါရှိလဲဆိုရင်အဲ့ဒီအရာကိုသူ့ရဲ့ချုပ်ရင်ချက်ကိုကိုကပြောပြီးရောင်းတယ်ဆိုရင်တော့ တချို့တော့ချွေးရင်းနဲ့ပစ္စည်းတွေကအသုံးဝင်တာတွေရှိတယ်ဒါကြောင့်ဒီဒီမှာဒီပစ္စည်းမှာဒီချွေးရင်းချက်ရှိပါတယ်ဒါကိုပြောပြီးတော့ရောင်းတယ်ဆိုပြိုင်တယ်အဲမပြောဘဲနဲ့ရောင်းတယ်ဆိုရင်အဲဒီအတွက်အာဒီစ်တော်တွေမှာတော်ပဲပြင်းထန်တဲ့တိုင်းပြချက်တွေလာရှိတဲ့အတွက်မပိုင်ဘူးအင်ဗီဒီမာဂျာဂျာဒီဟာဒီစ်တော်တပုတ်ရှိတယ်ဝါစီလာဘင်အစကော့ရာဒီအလ္လာဟ်တာလာန်ခင်အဆင်ပြေတယ် ကောရမဂျီဆလလာလဝဆလမ်အမေရှိတယ်လူတယောက်ကချွေးရင်ချက်တစ်ခုရှိတယ်ချွေးရင်ချက်ရှိတယ်ပစ္စည်းတစ်ခုကိုသူရောင်းတယ်ဆိုရင်အဲ့ဟာလာအဲ့ဒါအဲချွေးရင်ချက်တစ်ခုရှိတယ်ချွေးရင်ချက်ရှိတယ်ပစ္စည်းကိုသူတစ်ခုပဲရှိဘလောက်ပဲရှိပေါ့ချွေးရင်ချက်ရှိတယ်ပစ္စည်းကိုရောင်းတယ်ရောင်းတဲ့နေရာမှာအဲ့ဒီပစ္စည်းမှာရှိတဲ့ချွေးရင်ချက်ကိုအဲ့ဒီရောင်းသူကမတင်ပြလိုက်ဘူး customer ကိုမပြောပြလိုက်ဘူးဆိုရင်အဲ့ အဲ့ဒီပုဂ္ဂိုလ်ဟာအလရဲ့အမျက်ဒေါရထွက်မှုထဲမှာအလရဲ့အမျက်ဒေါရထဲမှာအမြဲတမ်းရှိနေလိမ့်မယ်။လမ်ယဇလ်ဖီမက်တလ။အဲ့လိုပဲဟာလာအမြဲတမ်းဖရစ်တာတွေသူ့ပေါ်မှာလာနတ်ပုံနေလိမ့်မယ်၊ချိန်ဆနေလိမ့်မယ်။ဒါတော့ပဲပြင်းထန်တဲ့ဒါမျိုးချက်တစ်ခုဖြစ်တယ်။ဒါကြောင့်ဟာလာချူရင်ချက်ရှိတဲ့ပစ္စည်းကိုကျွန်တော်တို့ရောင်းနေဆိုရင်ဒါချူရင်ချက်ကိုပြောပြောပြီးတော့အတိပြီးပြီးတော့ရောင်းမှပိုင်မယ်။ဟာလာအဲ့လိုမရောင်းဘူးဆိုရင်မပိုင်ဘူး။ဆိုတော့အခုဒိတ်ကုန်နေတဲ့ပစ္စည်း ဟုတ်လား SBI သိကြော်နေတဲ့ပစ္စည်းတစ်ခုကဒါဒါလည်းခြွင်ရတစ်ခုပဲဒီ SBI သိဟာလားဒီကွန်တီဘက်ကနေတမပေးထားတဲ့ဟာလားဒီဟာလားဒိတ်ထပ်ကိုကြော်နေခြင်းကာရဒါလည်းဟာလား out of him လူပြေကျွန်တော်တို့ရဲ့လူပုံပုံချင်းမှာဒါကိုခြွင်ရတစ်ခုလုံးမှတ်ယူတယ်အဲအဲ့ဒီမှာမိုဘာတက်နေတယ်ဆိုရင်တော့ဒါကတော့ပြောစရာမလိုတော့ဆိုတော့ဒါကလည်းခြွင်ရရှိနေတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်အခုနဟာဒီစ်တော်ရဒါကို အာဒီဒီ PC ကမှုမတက်ဘူးဆိုရင်တော့မှအဲ့ဒါ SPR ဒိတ်တက်မှတ်သားတဲ့ဒိတ်ကြော်နေတယ်ဆိုရင်ဒီဒီ PC ကတော့ဒိတ်ကြော်နေပြီဒါပေမဲ့စားလို့ရသေးတယ်အဲ့ဒါအတော့ခင်ဗျားဝယ်မယ်ဆိုရင်ဝယ်လို့ရတယ်ဆိုတော့ဒါကို customer တိပြီးတော့ဝယ်သွားမယ်ဆိုပြဿနာမရှိဘူးပြိုင်တယ်အခုနောက်လို့မေကုံးမှာပါတဲ့ပုံစံအတိုင်းဟလာအတိမပေးဘဲနဲ့ရောင်းလိုက်တယ်ဟလာစင်တာလုံးဝမပိုင်ဘူးအခုနောက်ဟာဒစ်စရဲ့တာမစ်ကြက်တက်မှာပါတယ်ဟလာပြန်လပေးလို့သူကပြန်လဲပေးလိုက်တယ်ဒါပေမဲ့ဒါကိုပြန်ရောင်းတယ် စာပို့ဆိုတာပါဒါလုံးဝတိရစ္ဆာန်ကြီးကိုအလားစီးကြောတာပြည့်တဲ့တော့ဒါလုံးဝမပိုင်ဘူးဒါကြောင့်တိရယ်ဆိုရင်အလားတတိချွေးညာရှိကြောင်းပြောပါအတခါတခါဆံမှာပစ္စည်းကိုအတင်လာတယ်ဒါပေမဲ့ကိုကဒိတ်ကြောတာမတိပင်းနဲ့ရောင်းလိုက်မိတယ်ဆိုရင်တော့ပြဿနာမရှိဘူးအဲဒါကိုအဲ့ဒါကို customer ကလာပြီးလလဲတဲ့အတိလက်ပေးတယ်ဆိုရင်တော့ကျွန်တော်ဒါကိုထပ်ပြီးတော့တင်ပြီးရောင်းခွင့်မရှိတော့